်မင်္ဂလာပါနီချာမပဲမင်္ဂလာမကျူဆိုပါတယ်ကျွန်တော် channel ကနီချာမပဲဆိုတဲ့နာမည်အတိုင်းတဘာဝရဲ့ hero လေးများဖြစ်တဲ့တရှိတတဝါအပင်နဲ့လူသားဝီရဲ့မာပဲဖြစ်တဲ့တူတရတဘဟုတ္တမျိုးစုံလို့ကျူစာဖော်ထုတ်တင်ဆက်ပေးမယ့် channel ဖြစ်ပါတယ်ဒီနေ့မှာပြောပြသွားမယ့်အကြောင်းအရာကတော့ကမ္ဘာအထူးဆန်ဆုံနဲ့အဆန့်ကျဲဆုံ50မျိုးအကြောင်းဖြစ်ပါတယ်ပရိသတ်တို့ရေသမွန်တရာရဲ့နာနေတဲ့ရီအောက်လောကဟာကျွန်တော်တို့စစ်ကူထားတဲ့အများကြီးပိုပြီးထူးဆန်းနေပါတယ် အဲ့ဒီမှာပွင့်လင်းမြန်သားတဲ့ခေါင်းနဲ့ငါးတွေလျက်စစ် short ပြီးနိုင်တဲ့အုတ်ချီနေတတ္တဝါတွေရှိနေကြပါတယ်။ဒီငါးတွေဟာသူတို့ရဲ့စမ်းကြဲတဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်များ bizarre body shapes နဲ့ပြင်းထန်တဲ့ light လွန်ညီထူးမှုများ extreme adaptations နဲ့စိတ်တတ်တဲ့အပြုအမူတွေနဲ့မျိုးလင်းချက်ကိုစင်ခေါ်နေကြတာပါ။ဒီနေ့မှာတော့စင်ကဲဖြစ်စဉ်ရဲ့အစွန်းရောက်မှုများကိုပြသနေတဲ့ကမ္ဘာသမုဒ္ဒရာတွေမှာလှည့်လည်သွားလာနေတဲ့အထူးဆန်းဆုံး90မျိုးကိုရှာဖွေကြည့်ဆူသွားမှာဖြစ်ပါတယ်။နံပါတ်1 Barry Island Fish ဗန်ရဲမျက်လုံး၅ဖြစ်ပြီးခေါင်းကြည့်လည်နေခြင်း Transparent Head နဲ့အပေါ်သို့လှည့်နေသောမျက်လုံးများ Upward Facing Eyes ကြောင့်လူသိနေပါတယ် Pacific သမုဒ္ဒရာကြီးအင်းများသောနတ်နေရနေရာများတွင်တွေ့ရတယ်၎င်း၏မျက်လုံးများကဥကောင်းခွန်အတွင်လှဲ့နိုင်ပြီးအပေါ်မှသားကောင်ကိုခြေရာခတ်နိုင်စေတယ်။ဒီငါးသွေးသည်လောဝအမောင်ထဲမှရှင်သန်ပြီးတင်းငယ်သောကြောရိုးမဲ့တတဝါများကိုစားသုံးကြပါလေ။နံပါတ်1 Goblin Shark Goblin အမန်၎င်းကိုတရှိကြောက်ဖြစ်ရုပ်ကျွင်းဟုမကြာခဏခေါ်ပေါ်ကြသည်ရှေလျားပြီးပြားချက်သွန်တဲ့တန်းရှိပြီးအနောက်ပစိဖစ်သို့မတရား၏နေရှင်းသောရေပြင်တွင်ပုံအောင်နေတဲ့သည်၎င်း၏မြေရော်သည်တားကောင်ကိုဖမ်းဆုပ်ရန်အတွက်အရှိကိုပစ်ထွက်နိုင်သည်အန်ကဲ့သို့သောသွားများနှင့်ငရင်းငါးကဲ့သို့သောခန္ဓာကိုယ် ill like body ရှိသည်နံပါတ်3 red lipped bat fish အနီးနှုတ်ခမ်းလင်းတို့ငါ ဒီဂလာပေဂော့စ်ကျွန်းစုများအနီးတွင်တွေ့ရသည်၎င်း၏အထူးခြားဆုံးအင်္ဂါရက်မှာမိခက်အစုမှလာသည်ဟုထင်ရလောက်သည့်တောက်ပသောအနီးရောင်နှုတ်ခမ်းများဖြစ်သည်ဤအောက်ခြေနင်းငါးသည်ပြုပြင်ထားသောအတောင်ငမားကိုအသုံးပြု၍ပင်လယ်ဂျမ်းပင်တစ်ချောင်းလမ်းလျှောက်နိုင်သည်၎င်းသည် ရေတဲရင် အများကြီးမကူပါနံပါတ်၄ fangtit fish အဆွဲငါအယူအဆတင်းငယ်တော်လေ၎င်း၏ခနာကူနှင့်အချိုးအစာအရာ မုဒိယာတွင် အကြီးဆုံးတွားအချို့ကိုပိုင်ဆိုင်ထားသည်ဤအဆွဲခဲသူတွားများသည်ကမ္ဘာအမောင်ဆုံးပဝန်းကျင်များတွင် အခြားငါးများကိုဖမ်းရာတွင်အထောက်ကူဖြစ်စေသည်နံပါတ်5 Frilled Shark အကောက်ဆွန်းပါဟန်ငါမန်ရှီယောဒိုငွေငါကဲ့သို့သောခနာကိုရှိသည်၎င်းသည်လက်ချောင်းကလျှောက်တွင်ကောက်ကွေးနေသောပါဟတ်အပေါက်များနှင့်အကဲ့သို့သောသွားတမ်းများရှိခြင်းကြောင့်ငါမန်ထက်ငွေငါနှင့်ပိုတူနေသည် ၎င်းသည်နှစ်3080ခန့်မပြောင်းလဲရှိနေသောရှေးအကြောင်းဆုံး၅မှန်းမျိုးစိတ်များထဲမှတစ်ခုဖြစ်သည်နံပါတ်6 Stargazer Fish ခေါင်းကင်ကြီး၅ပါဤ၅သည်အစိတ်ရှိသော Venomous အောက်ခြေနှင့်သရဝဖြစ်ပါれမဲလုံးနှင့်ပါဇက်သားမြင်ရအောင်တဲတဲမှညှုံနှမ်းထားပါれ၎င်းသည်လျှက်စစ်လျှော့ဘိုးအား၅၀ခန့်ပေးနေပါれဤလျှက်စစ်လျှော့ကိုတားကောင်များကိုထိတ်လန့်စေရန်အထက် တိုင်းရဲသတိဆန်များရဲမှာကာကွယ်ရန်အထွတ်အဓိကအသုံးပြုပါတယ်။၎င်း၏အပေါ်သို့လှည့်နေသောမြလုံးများနှင့်အစွမ်းသက်သောမေကျိုးသည်၎င်းကို ပေလဲ၏ထိတ်လန့်စရာကောင်းသည်ခြောင်ပြောင်းတိုက်ခဲ့တတ်သောတားကောင်ဖန်သူတဦးခစ်စေပါတယ်။နံပါတ်9 Harry Frogfish အမွေးထူဖာငါခန္ဓာကိုယ်တစ်ခုလုံးတွင်အမွေးကဲ့သို့သောအသားပုံများဖြင့်ဖုံးအုပ်ထားသည်။ကြွိုက်ကျင်သောမြုပ်ဝဲမှုညံတန်တားကြောက်တန်းများတွင် ရောနှော်နေသည်၎င်း၏ကြောတောင်ပန်းတွင် တွဲထားသော အစာသွေးဆောင်သည့်အရာလူဝါကိုအသွုံးပြွ၍သင်းငယ်သောငါးများကိုဆွဲဆောင်သည်၎င်းသည်၎င်း၏ပတ်ဝန်းကျင်နှင့်လိုက်ဖျံအယောင်ကိုလည်းပြောင်းလဲနိုင်သည်နံပါတ်၈ Giant Over Fish AR မှာလောတငါ၎င်းသည်အယိုးရှိငါးများနှင့်အကြီးဆုံးမျိုးစိတ်ဖြစ်ပြီးအရှည်၃မှ၆ပေ32မီတာအထိရောက်ရှိနိုင်သည်၎င်းတွင်ရှည်လျားသောခန္ဓာကိုယ်နှင့်ဖဲကျိုးကဲ့သို့သောအတောင်များရှိသည်ဤနှင်းရှင်းဘိုးပင်လယ်ငါးကိုမျက်နှာဖြင့်အနည်းတွင်တွေ့ရခဲ့သည် နံပါတ်9 Asian She Head Rest အာရှတိုခေါင္ကာထူချာသောရုပ်တွင်အထူးသဖြင့်မူမောက်သောနဖူး Barber's Forehead နှင့်ပြားချသောမျက်နှာတို့ကြောင့်လူသိများသည့်၎င်းသည်အနောက် Pacific သမုဒ္ဒရာဂျပန်၊တရုတ်နှင့်ကိုရီးယားကျွန်းဆွယ်၏ကမ်းရိုးရေပြင်ကထာနေငါဖြစ်သည်။ဘတ်တဆေ Psychedelic Frogfish Psychedelic Panga ဖြစ်သည်။အင်ဒိုနီးရှားရေပြင်ကရန်တွေ့ရသောရှားပါမျိုးစိတ်ဖြစ်သည်။ တောက်ပါသောအယောင်များဖြင့်လှဲ့ပတ်နေသော ပုံစံနှင့်ထူးဆန်းသောခန္ဓာကိုယ်ပုံတံပါရှိသည်၎င်းသည် ပြုပြင်ထားသော တင်ပါဆုံတောင်ပန်များကို အသုံးပြု၍လမ်းလျှောက်သည်၎င်းသည်လူတိများသောငါးများထဲတွင်အယောင်အသွေးအစုံလင်ဆုံးနှင့်အစမ်းကျယ်ဆုံးငါးသမျိုးဖြစ်သည်ဒါတွေကတော့ကပ္ပမုဒ္ဒရာတွေကနိရွေးချယ်ထားတဲ့အန်ဩစီယာအကောင်းဆုံးငါး၁၀မျိုးပါပဲအစိတ်ရှိတဲ့စူးများမှအစပြန့်ကားနိုင်တဲ့အစာအိမ်များအစုံ ဒီထူးဆိုင်တဲ့ရေကူးသမားတွေဟာစင်ကဲဖြစ်စဉ်ရဲ့အစွန်ဖျားတွေကိုပြသနေပါတယ်။သမုဒ္ဒရာဟာအန်ဩစရာတွေပြည့်နေနေတယ်ဆိုတာသူတို့ကကျွန်တော်တို့ကိုတတိပေးနေပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတ္တဝါလေးတွေအကြောင်းကိုပိုမိုသိရှိနားလည်စီဖို့ဒီအကြောင်းအရာလေးကအထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ဗျာ။ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးနောက်အဒီယိုလေးကိုစော့မျှော်ကြည့်ရှုပေးကြပါဦးလို့ဖိတ်ခေါ်ရင်းဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ Bye